ပထမကြော်ရှုံးကိုမချေဖြတ်နိုင်ခဲ့တဲ့ဘိုင်ယန်မြူးနစ်နဲ့အာဆင်နယ်ကိုလည်းကြော်စလုံးရှုံးနိုင်ခဲ့တဲ့ရီယယ်မက်ထရစ်မင်းညာကကစားခဲ့တဲ့ချန်ပီယံလိကွာတာဖိုင်နယ်ဒုတိယကြော်ပွဲစဉ်မှာအိုရပါအသင်းကြီးနဲ့တင်ဖြစ်တဲ့ရီယယ်မက်ထရစ်နဲ့ဘိုင်ယန်မြူးနစ်အသင်းတို့ဟာပထမကြော်ရှုံးနှီးကိုမချေဖြတ်နိုင်ခဲ့တာကြောင့်ဒီအာဆီချန်ပီယံလိပြိုင်ပွဲကိုကွာတာဖိုင်နယ်အဆင့်ကနေပဲလက်ပြနှုတ်ဆက်ခဲ့ရပါတယ်။လက်ရှိချန်ပီယံရီယယ်မက်ထရစ်အသင်းဟာပထမကြော်က၃ဂိုးဂိုးမရှိတဲ့ရှုံးကိုမချေဖြတ်နိုင်ခဲ့တဲ့အပြင်အိမ်ဝင်းမှာ၅ဂိုးတကိုးနဲ့အာဆင်နယ်အသင်းကိုထပ်မံရှုံးပေးခဲ့ရတာကြောင့်ပြိုင်ပွဲကနေထိုက်ထိုက်တဲ့တန်ထွက်ခဲ့ရတယ်လို့ဆိုရမှာပါ။ပထမကြော်တုန်းကလိုပဲ အာဆင်နယ်နောက်တန်းကရီယယ်မက်ဒရစ်တိုက်စစ်ကိုတားဆီးနိုင်ခဲ့လို့ရီယယ်မက်ဒရစ်ကစားသမားတွေအနေနဲ့ခွင့်ရသိမ့်မရခဲ့ပဲတပွဲလုံးမှာဂိုးပေါက်တိတ်ကန်ကြ၃ချိန်လောက်သာရှိခဲ့ပါတယ်။အင်တာမီလန်နဲ့ဘိုင်ယန်မြူးနစ်ပွဲမှာလည်းဘိုင်ယန်မြူးနစ်တင်းကပထမကြောင်းနဂိုရိုကိုအရှုံးကိုခြေဖြတ်နိုင်ဖို့ဂိန်း၊မူလာ၊အိုလီဆေး၊စာနေအစရှိတဲ့ကစားသမားတွေကိုရအောင်ဖိဖိချီချီကြိုးစားကစားခဲ့ကြပါတယ်။ပွဲချိန်52မိနစ်မှာဟာရီကင်းကတောက်ပြအနေမော့ကန်သွင်းခဲ့ပြီးဘိုင်ယန်အတွက်မျောလင်းချက်တွေတောက်ပလာခဲ့ပေမဲ့ပွဲချိန်58မိနစ်နဲ့61မိနစ်မှာအင်တာမီလန်ကို၃မိနစ်အတွင်းနဂိုပြန်ပေးခဲ့ရတာကြောင့် ဆီမီဖိုင်နယ်တက်ရောက်ခွင့်ကရေးစုံမျောခဲ့ရပါတယ်။အင်တာမီလန်တိုက်စစ်မှုမာဒီနက်ကဂိုးရှိရှုပ်ရှက်ခတ်နေတဲ့ဂျာကနေချီပါကိုကန်သွင်းခဲ့ပြီးခဏကြာမှပဲနောက်ခံလူပါပါကဒေါင်ကမ်ဘောကဘောလုံးကိုခေါင်းတိုက်သွင်းခဲ့တာပါ။ပွဲချိန်86မိနစ်မှာဘိုင်ယန်မြူးနစ်အတွက်ဒဏ်ရာကဖြစ်နိုင်ခြင်းနဲတဲ့အနေထားကနေခေါင်းတိုက်ချီပါကိုသွင်းယူပေးခဲ့ပေမဲ့လက်ချက်မိနစ်ဒီမှာဘိုင်ယန်ကဂိုးမသွင်းနိုင်တော့ပဲပွဲပြီးမှနှကုန်းနှကုန်းနဲ့သာတည်ရကြခဲ့ပါတယ်။အဲအကြောင်းအင်တာမီလန်ကဘိုင်ယန်မြူးနစ်ကိုနှကြောပေါင်း၄ဂိုး၃ဂိုးနဲ့အနိုင်ယူခဲ့ပြီးဆီမီဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပါတယ်။ဆီမီဖိုင်နယ်မှာ PSG နဲ့အာဆင်နယ် ်ဘာစီလိုနာနဲ့အင်တာမီလန်တို့တွေ့ဆုံကြမှာဖြစ်ပြီးအေဗီလာ29ရက်နဲ့30ရက်တွေမှာပထမကြော့မေလာ6ရက်နဲ့9ရက်တွေမှာဒုတိယကြော့ကိုကစားတော့မှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကတည်းကအမားကချက်